GPS ချေရကစက်တက်ထားတဲ့ငှက်တကောင်ကိုရခိုင်ပြည်နယ်မြောက်ဦးမြို့မှာဖမ်းမိတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပါတယ်။ရခိုင်သတင်းဆောင်ဆိုတဲ့ Facebook စာမျက်နှာကနေအောက်တိုဘာ24ရက်မှာမြောက်ဦးမှာ GPS တက်ထားတဲ့ငှက်တကောင်ဒေသခံတွေဖမ်းပြီး AA ထံအနှံ့ဆိုတဲ့သတင်းကောင်းစင်နဲ့အတူသတင်းဓာတ်ပုံတစ်ပုံကိုဖော်ပြထားတာပါ။ဓာတ်ပုံထဲမှာတော့စက္ကရိယတက်ထားတဲ့ငှက်တကောင်ကိုလူတယောက်ကကင်ထားတဲ့ပုံပါဝင်ပြီးသတင်းထဲမှာတော့ရခိုင်ဒေသခံတအူးကပြောတဲ့ပုံစံတွေနဲ့သတင်းရေးသားကတွေ့ရပါတယ်။ ဒါကိုချိုင်းနီးတပ်သူတပေါင်းသုံးတောင်နဲ့ပြန်လည်မျှဝေသူ1500ကျော်ရှိနေပြီဖြစ်ပါတယ်။မီဇီမတ်ကဒီပုံလေးကငှက်ကိုကိုယ်ရဲ့ image search ကနေတစင်ရှာဖွေစစ်ဆေးခဲ့ပါတယ်။တကယ်တော့ဒီငှက်ဟာရခိုင်ပြည်နယ်မှာဖမ်းပြီးတဲ့ငှက်ဆိုတာမဟုတ်ပါဘူး။ဒီပုံနဲ့ထပ်တူညီတဲ့ပုံတစ်ပုဒ်ကို The Novel ဆိုတဲ့ website ကနေပြီးခဲ့တဲ့ဇန်နဝါရီလကစောင်းပွားတစ်ခုမှာတင်ဖော်ပြထားပါတယ်။ငါတေးသေးလေးတွေကတင်းငယ်တဲ့ပစ္စည်းလေးတွေပြီးကျွန်တော်တို့ရဲ့ပြဿနာကြီးတွေကိုဘလူးကူညီပေးနေလဲဆိုတဲ့သတင်းစောင်းမမှာဖော်ပြထားတဲ့ပုံမှာ သိပ္ပံပညာရှင်တွေကမြောက်အမေရိကနဲ့အခြားဒေသမှာဒီလိုငှက်တွေကိုနေရောင်ခြည်စွမ်းအင်သုံးခြေရာခံဆက်တက်ဆင်ပြီးလေ့လာခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကဖြစ်စင်မဟုတ်ပါဘူး။မြောက်ဦးမှာဒီလိုငှက်ဖမ်းမိတဲ့အကြောင်းယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေနဲ့ဒေသစဉ်သတင်းဌာနတွေကဘာမှဖော်ပြထားတာမရှိပါဘူး။ဒါကြောင့် GPS တပ်ထားတဲ့ငှက်တကောင်ကိုရခိုင်ပြည်နယ်မြောက်ဦးမြို့မှာဖမ်းမိတယ်ဆိုတဲ့သတင်းဟာအခြားနိုင်ငံကရေးသားခဲ့တဲ့သတင်းဆောင်မကပုံကိုယူသုံးပြီးလူများထင်လွဲအောင်ပြုလုပ်ထားတဲ့သတင်းအမှားသာဖြစ်ပါတယ်။ မီးစီးမတ်ကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တဲ့င်းတွေရှိခဲ့မီးစီးမတ်ကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/agfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တဲ့င်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာကိုဆက်လက်ရည်တည်ဖန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မီးစီးမတ် TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ